်ထားနိုင်ငံမှာနောက်ထပ်မုံတိုင်းတလုံးကြောင့်စည်ရဲစတိုင်မိုးတီထန်နိုင်တယ်လို့သိရပါလိမ့်ထားနိုင်ငံမှာမိုးတုံလေအကောင်းတာနဲ့ပစိဖိတ်ဒိုးရီယာမှာဖြစ်ပေါ်ခဲ့တဲ့မုံတိုင်းတွေရဲ့အရှင်ကြောင့်စည်ရဲစတိုင်မိုးတီထန်သောရွာသွန်းနိုင်တယ်လို့ထိုင်းမိုးလူသားအေဂျင်စီတွေကသတိပေးထားပါလိမ့်ထိုင်းမိုးလူသားဌာနကမုန်တိုင်းဖြစ်ပေါ်မှုတော့မြင့်တက်နေတယ်လို့လည်းတီးပြပြပါတယ်အပူပိုင်းမုန်တိုင်းပိုလွှိုင်းဟာထိုင်းနိုင်ငံနဲ့တိုက်ရိုက်ဝင်ရမှာမဟုတ်ပေမဲ့သူ့ရဲ့ရွေးချယ်မှုကဒေသတွင်းမိုးလူအသားခြေနေလွှမ်းမိုးနေပါတယ်ပိုလွှိုင်းဟာ ဖလပန်နိုင်ငံလေပန်းကိုရောက်နေပြီတနအီကီလိုမီတာ40နောက်နဲ့အရှိန်ပြပြရွေ့နေပါတယ်တောင်တေးဥပလင်တွေကိုဝင်သွားပြီးတော့နောက်မြောက်ဘက်ဆက်လက်ရွေ့ပြီး BNN ကဲဝန်းနဲ့တုံကင်ပင်လက်ကွက်ကိုဥတီမယ်လို့ခန့်မှန်းထားပါတယ်ပထဝီအနေထားနဲ့လေအီတူကြောင့်စစ်တမ28နဲ့29မှာဘူလွန်ရဲ့လာရပြောင်းနိုင်တယ်လို့သတိပေးထားပါတယ်မော်ရဲဟာတောင်တေးပင်လယ်ပေါ်ရောက်ရှိခြင်းပြည်သူတွေအနေနဲ့တရားဝင်ကြေညာချက်အနီးကပ်ဆောင်ကြည့်ဖို့လိုပါလေ။မြောက်ပိုင်းနဲ့အရှေ့ပိုင်းပြည်နယ်တွေမှာရည်ပေးအန္တရာယ်ရှိပါလေ။ စတိုင်မူရသုံးမယ်လို့ခံမှန်းထားတာအဓိကအဖြစ်မြောက်ပိုင်းနဲ့အရှေ့မြောက်အပေါ်ပိုင်းဒေသတွေကိုဖျက်ချော်နေတဲ့မုတ်တုံလေးဖျားနဲ့ရဝုန်နဲ့အားအလက်လက်ကနေအားကောင်းနေတဲ့အနောက်တော်မုတ်တုံလေးတို့ပေါင်းစပ်မှုကြောင့်ဖြစ်ပါလိမ့်။မိုးသီးတဲ့ဆောင်ရသောမှုနဲ့အလွန်သေးထန်ဆောင်ရသောမှုတွေရုပ်ရည်ရည်ကြီးမှုတွေဖြစ်နိုင်ပါလိမ့်။တောင်ကြီးတွေမြေတွေပိုင်းတွေနဲ့ကြောက်ဖရာမြေတချို့မျိုးပြရက်ွက်တွေမှာရုပ်ရည်ရည်ကြီးရရှိမှုဖြစ်နိုင်ပါလိမ့်။အဲ့ဒီမြေကြီးမြင့်တဲ့ပြားမြင့်တဲ့နေပြီဖြစ်လို့စဉ်စဉ်မပြတ်ဆောင်ကြည့်ဖို့လိုပါလိမ့်။ မိုးရွာသွန်းမှုဟာအောက်တိုဘာ၁ရက်နဲ့၅ရက်ကြာမှာတော့နည်းငယ်လျော့သွားမယ်လို့သိရပါတယ်။အဲ့ဒီတိုင်ဖုန်းမုန်တိုင်းကြီးပူလွိုင်းဟာအနောက်မြောင်းမြောင်းဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီး၂၈ရက်နေ့ညပိုင်းမှာ BNN နိုင်ငံမြောက်ပိုင်းကန်ကြီကိုအားကောင်းတဲ့ပူပိုင်းမုန်တိုင်းပူလိုင်းဖြစ်လကောင်း၂၉ရက်နေ့မှာ BNN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုပူပိုင်းမုန်တိုင်းဖြစ်လကောင်း၃၀ရက်နေ့မှာလာအိုနိုင်ငံကိုပူပိုင်းမုန်တိုင်းငယ်ဖြစ်လကောင်းဖြစ်ကျော်နိုင်ပါလိမ့်။မုန်တိုင်းပူလွိုင်းကြောင့်ဒေသတွင်းနိုင်ငံတွေမှာမိုးရွာသွန်းမှုတွေ တီးထန်စွာဖြစ်ပေါ်နေအောင်ပဲလို့သိရပါတယ်